သွားတယ်အရှင်းမသွားနဲ့ဟုတ်ဒေါ်မင်းအကိုတိုင်းအနောက်ချမ်းတာရီခရိုင်ရှမြွနယ်ရဲကမင်းလာမြွနယ်အပိုင်းစစ်တပ်စစ်စေးရဲကိန်းနှစ်ခုမှစစ်ကောင်စီတပ်သားတွေဟာစခန်းစွန့်ခွာသွားကြောင်းဒေသတွင်တော်လှန်ရေးတပ်ဖွဲ့များထံမှစုံစမ်းသိရှိရပါတယ်ရှင်ချင်းကထတော့ကြာပါပြီဒါပေမဲ့အခုမှကြိုက်ရလို့အခုမှတက်တော့ခွေးရပြခွေးပြေးပြေးကုန် မင်းလာမြို့နယ်အပိုင်းဘကိုးရုံးမှအဆက်ရှိစံပုတ်ရွာတွင်အင်အား20ကျော်ဖြင့်တက်ဆွဲထားတဲ့စစ်ကောင်စီစကန်အားမေလ6ရက်နေ့ညပိုင်းမှာတော်ရီခရိုင်တရင်383ညနဲ့တခွဲသုံးမှ6နာရီကြာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးစစ်သားတအုပ်တင်ဆုံသွားပြီးနောက်ရင်းစကန်ကိုထပ်မံတိုက်ခိုက်မှစိုးရိမ်ပြီးမေလ10ရက်နေ့ညပိုင်းမှာဖောက်က6စီးနဲ့ပစ္စည်းများတဲကစစ်ကောင်စီတပ်သားများစကန်စွန်ထွက်ပြေးသွားလို့မေလ10ရက်နေ့နနက်မှာ၎င်းစကန်ကိုတော်လှန်ရေးဘော်များမှမိရှုရှင်းလင်းလိုက်ကြောင်းသိရှိရပါတယ်ရှင်။ ကိုကိုတရားကြီးကအဲ့ဒါဘာပြောကိုကစစ်သားကမိချော်နေပါလေအလာတူမေလာ၁၇ရက်နေ့မွန်တက်၁၂နာရီအချိန်ခန့်မှာလဲစိန်ကန်လန်မြို့ချောင်းရုံးမဖြက်လန်းဘေးကဟိုင်းဝူလန်းဆောင်တွင်အင်အား30ကျော်ဖြင့်အထိုင်ချတဆွဲထားတဲ့စစ်တပ်စခန်းမှာစစ်ကောင်စီတပ်သားတွေဟာအယက်သားပြည်သူများရဲ့ကားများကိုချောဆွဲပြီးစခန်းရှိပစ္စည်းများကိုတဲယူဆုတ်ခွာသွားတာကြောင့်တာဝရီခရိုင်တရင်383ညနဲ့တခွဲငါမှာဂိတ်စခန်းကိုမိရှို့ရှင်းလင်းလိုက်ကြောင်းသိရှိရပါတယ်ရှင် ။ဒါဟိုင်းယူလန်းစုံကြီးပါ။ဟိုင်းယူလန်းစုံကြီးပါပါဒါဘန်ကာတွေပါ။ဒါခွေးတွေဝတ်တဲ့ဘန်ကာဖြစ်ပါတယ်။အဲ့ဒီလိုရှင်လင်းကဲမှုနဲ့ပတ်သက်ပြီးတာရီခရိုင်တရင်383ညနှစ်တခွဲငါတခွဲမှုဘိုဘားကမှတာရီ HCD သတင်းဌာနကိုယခုလိုရှင်းပြထားပါတယ်ရှင်။ဟိုင်းယူလမ်းဆောင်ကတော့ဒီမင်းလာမြို့နယ်ပိုင်းနယ်ပေါ့။မင်းလာမြို့နယ်ပိုင်းနယ်ဟိုင်းယူလမ်းဆောင်ပေါ့နော်။သူတို့ကျွန်တော်တို့က တရနေညကိုဝင်စီဖို့အစဲနေညပေါ့ဗျာကျွန်တော်တို့ဒီဝင်ဒီစကားကိုခိုင်းလာလို့စကားကိုဝင်တိုက်ခိုက်ဖို့ကျွန်တော်တို့ပလန်ချတယ်ပလန်ချတဲ့အခါမှာအဲဆိုင်ကသွားလာလေးနဲ့တရင်ပေါက်သွားတယ်ထင်တယ်ဗျတရားပေါက်သွားတော့သူတို့ကမနက်တည်းပြင်ဆင်ပြီးတော့စတရက်နေမနက်ကိုပြင်ဆင်ပြီးတော့နေခင်း လောက်ကိုစုပ်ခွာတယ်။ကျန်တာတော့ကျန်ခဲ့သေးတယ်ပေါ့လေ။ကျန်တာတော့ပြတ်ထုတ်လိုက်တယ်ကျွန်တော်တို့ပေါ့။ကျွန်တော်တို့အဲမနက်ပိုင်းချင်းကတ်တယ်ပေါ့။အဲမရဘူး။ခိုင်လာလို့မရဘူး။မနက်ပိုင်းရောက်ပြီးချင်းကတ်တဲ့ခါမှာသူတို့ကထွက်သွားပြီးထွက်သွားတော့လေငါ့ကိုကျန်တယ်။ကျန်တာနဲ့ကျွန်တော်တို့ပြခတ်မှုလေးနည်းနည်းလေးဖြစ်သွားတယ်ပေါ့။ဟမေးမလို့မှာပါတယ်ခွဲငါကြောင့်တည်ရမို့လား သူတို့ကဒီဟာယူလာဆုံးမှာဂိတ်ထိုင်ပြီးတော့ဟို2023ခုနှစ်ပေါ့22 23နှစ်စာမှာသူတို့ကစာထိုင်တာလေဟာယူလာဆုံးမှာစာထိုင်တော့ဟိုတော့လည်းကျွန်တော်တို့တက်ခွင့်ငါနဲ့ပဲတိုက်ပွဲဖြစ်ခဲ့တယ်ပေါ့အဲဒီဟာယူလာဆုံးစိုက်ခင်းနေတယ်မှာဖြစ်ခဲ့တဲ့ရာခိုင်နေတယ်မှာလည်းပဲ နှစ်ခါသုံးခါလောက်ကျွန်တော်တို့ကအဲအဲ့မှာတိုက်ပွဲဖြစ်ခဲ့ဘူးလေပေါ့ဗျာအဲ့တော့ကိုသူအင်အားကပထမတော့တော့195ရောက်ရှိတယ်ဟိုစံမုတ်ဘက်မှာတိုက်ပွဲတွေဖြစ်တော့သူအင်အားဖြည့်တယ်ပေါ့ဗျာအင်အားဖြည့်တော့အဲ့မှာကြံအင်အားတွေက40လောက်ပဲကြံတယ်ဗျာအဲ့ဒီ40ကိုကျွန်တော်တို့ကစခန်းပိတ်မှုပြင်ဆင်ထားတာရှိတယ်ပြင်ဆင်ထားတာရှိတာဟိုသူတို့ကဥကင်ရောဆုတ်ခွာသွားတယ်ပေါ့ဗျာကြာပြီစခန်းနေပြီတော့ ဆုခွာတော့ကျွန်တော်တို့အဲဒီနေမျိုးကိုရှင်းလင်းလိုက်တဲ့အခါမှာကျန်တဲ့ပစ္စည်းကတော့လက်နက်ခင်းမရောက်တော့တိတ်မရဘူးပြဒီစခန်းကိုနေမျိုးကိုပြန်ရခဲ့တယ်ပေါ့သူတို့ရှိရာဒီမယူနိုင်တဲ့အရင်လေးကတော့မယူနိုင်တဲ့ယူတီဖောင်းစေဝစသားလေးကြိုက်ခဲ့တယ်သူတို့ကငကောကဒါပြည်သူတွေနေတဲ့နေရာမှာတကိတ်လာဆွဲတာလေခွေကိတ်လာဆွဲထားတာ ိုင်မနေပြီးတော့ဒီပြည်သူတွေရဲ့ကျွဲနွားတွေပြစ်စားတယ်ရောင်းတယ်ဖမ်းတယ်ကားတွေနဲ့တင်းရောင်းတယ်ပေါ့ဗျာကျွဲနွားတွေဦးလည်းပဲလာတော့လာလာပြည်သူတွေရိုက်နှက်စစ်ဆေးတာရှိတယ်ရိုက်နှက်စစ်ဆေးပြီးတော့သူတို့ကလလွန်ချီလွန်တွေလည်းရှိတယ်ပေါ့ဗျာဒေဂျီတွေလည်းရှိတယ်ပြည်သူတွေထဲထဲကပြီးတော့တော်တော်မှမလောက်ကိုင်းစားတဲ့ဆိုင်ကယ်တွေကိုလည်းပဲဂိတ်ကြီးအစမတန်တောင်းတယ်ပေါ့ဆိုင်ကယ်တွေဒီ3000လုံး တောင်းတယ်တခါလေလေပစ္စည်းရောဆိုင်ငယ်ရောလူရောဖမ်းဖမ်းတယ်ဖမ်းပြီးတော့သူတို့စစ်တပ်တွေကိုထဲတယ်ပေါ့ဗျာအဲလိုတွေတော်တော်များများပြည်သူပေါ်ကိုနှိပ်စက်ထားတယ်ရှိခဲ့တယ်ဟေးဟုတ်ကဲ့ဒီလိုကွာဟဲ့ဒီလိုရတာအပေါ်မှာရတာအပေါ်မှာရတာ စံပုံးနဲ့ဟိုင်းယူလန်ဆောင်စစ်တပ်စခန်းမှာစုခါထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများဟာတော်လိုင်းရဲတပ်ဖွဲ့များလာရောက်တိုက်ခိုက်မယ်လို့သတင်းထပ်ပေါ်နေတဲ့စင်ကန်းလန်ရွာအခြေဆိုင်စစ်ကောင်စီလက်အောက်ခံခလာရတစ်တရင်မှာတွားရောက်ပူပေါင်းပြီးခံစစ်ပြင်းစင်နေကြောင်းသိရှိရပါတယ်ရှင်။မင်းနာမျိုးနဲ့ဟိုင်းယူလန်ဆောင်မှာတက်ဆွဲထားတဲ့တက်စခန်းပေါ့နော်။တက်စခန်းကိုဝင်းမီရှင်းလေးလောက်တဲ့ခါမှာ ခွေးတွေစကန်းဆုတ်ခွာသွားတဲ့စကန်းပဲဖြစ်ပါတယ်